ကဲ brother တို့အားလုံးပဲမင်္ဂလာပါ YC gaming channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC တို့က brother တို့အတွက်တေချာပေါ့ရှယ်ကြီးကိုဂုံစင်းရအောင်မဲ့အတက်အော် Titan event အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် ကင်ဆော့အီဗန့်အကြောင်းလေးဂုံစင်းနီးပါညာတွေကိုတည်ကျင်နေဆိုရင်တော့ဗီဒီယိုလေးကိုအစောလေးလိုက်ကြည့်ဖို့ပြောချင်ပါတယ်။ဒါနဲ့ခဏလေးနေုံဘရာသားတို့ရေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ။ဘရာသားတို့အတွက်ကျွန်တော်အနေနဲ့ဒီဝေးတွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါ။ဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်။ ကဲအတက်ဝန်တိုက်တဲ့အီဗန်ဆိုတာကတော့ကျွန်တော်ရှင်းပြစရာတိတ်ပြီးတော့မလိုလားအောင်မိုဘိုင်းလက်ကျင်းထဲမှာလည်းတစ်ခါလာပြီးသွားပြီဆိုတော့တနည်းကြော်လောက်ကြာပြီးမှပြန်လာတဲ့ဒီအီဗန်မှာစကင်တွေကိုရီဗန်ပြုတ်လုပေးရတယ်လို့လည်းသိရပါတယ်စကင်နီနီကတော့ထုံးစံအတိုင်းပဲဖန်နီပါမယ်မာတစ်ပါမယ်ပြီးသွားရင်တော့ရှင်ပါမယ်ပေါ့နော်အဲ့ဒီဟီးရို၃လောက်ရဲ့အတက်ဝန်တိုက်တဲ့စကင်အနေနဲ့ပြန်လာမှာပဲဖြစ်ပါတယ် ကဲ event price ဘူးတွေက icon ထဲမှာဆိုလို့ရှိရင်လည်း event နဲ့တက်ဆိုင်နဲ့ဒီ record effect animation effect bound လေးတွေ emote လေးတွေကိုရရှိမှာဖြစ်ပြီးတော့ skin နဲ့ပြန်ပြီးအချင်းလုံးလို့ရမယ် coin လေးကအနည်းဆုံး၅ခုနဲ့အများဆုံး20ဆိုပြီးတော့ပါလာမှာပဲဖြစ်ပါတယ်ဆိုတော့ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က draw တွေလှည့်တိုင်းမှာဒီ attack on titan event နဲ့ပတ်သက်တဲ့ reward တွေဒါမှမဟုတ်ကျွန်တော်တို့က skin နဲ့ပြန်ပြီးအချင်းလုံးလို့ရတဲ့ coin လေးတွေကိုပဲရနိုင်မှာဖြစ်ပါတယ် အဲ့ဒါကလည်းတန်တဲ့အပြင်မှာနောက်ထပ် draw တွေကလည်းတန်သေးတယ်ဗျာ one draw ကိုဆိုလို့ရှိရင်နေသိန်လျှော်သေးပေးထားပြီးတော့ diamond 25လုံးနဲ့လဲ့နိုင်မှာပါနေသိန်လျှော်သေးမပါဘူးဆိုရင်တော့ diamond အလုံး90နဲ့လဲ့ရမှာဖြစ်ပါတယ်တန် draw ကိုလည်းသူ့အနေနဲ့လျှော်သေးပေးထားပြီးတော့ ဒိုင်းမွန်အလုံး450နဲ့လက်ရမှာဖြစ်ပြီးတော့ရှော့သေးမပါဘူးဆိုရင်တော့ဒိုင်းမွန်အလုံး900နဲ့လက်ရမှာပဲဖြစ်ပါတယ်။ပြီးတော့အောက်မှာရေးထားတဲ့အတိုင်းပဲပေါ့နော်။ဒီတန်တော်လက်ပြီးတော့ရင်ဂျာပန်ကော်လပ်ဒီတစ်ခုခု icon တစ်ခုခုပေးမယ်လို့ပြောတယ်။အဲ့ဒါကကျွန်တော်တို့အတက်အုံတိုက်တဲ့ skin လည်းဖြစ်နိုင်တယ်လို့ဒီအတက်အုံတိုက်တဲ့ event နဲ့ပတ်သက်တဲ့ resource တွေဒီပြောရမယ်ဆို animation effect record effect လေးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့လိုမျိုးလေးတွေကိုသူကတန်တော်တိုင်းမှာပေးသွားမှာပြီးတော့တန်တော်တစ်ခါလေတိုင်းမှာ coin ကအနည်းဆုံး100ကျော်120ဝန်းကျင်လောက်ကိုရမှာဖြစ်ပါတယ်။ဆိုတော့ဟာ brother တို့က ုံးစင်းတက်မယ်ဆိုလို့ရှိရင်ဒီအတက်ကိုတိုက်တဲ့အီဗန်ကတကယ်ကိုမှရွှေတွင်ကြီးပဲပြီးတော့ကျွန်တော်တို့ draw reward ကိုသွားကြည့်မယ် draw reward မှာဆိုလို့ရှိရင် draw 20ပြည့်မယ်ဆိုရင် free တုံးရင်တကတ် draw 130ပြည့်မယ်ဆိုရင် free တုံးရင်10ကတ်ရမှာဖြစ်ပြီးတော့ draw 160မှာဆိုလို့ရှိရင်စကင်နဲ့ပြန်ပြီး exchange လုပ်လို့ရတဲ့ coin လေးတရား ော့190မှာဆိုလို့ရှိရင်စကင်နဲ့ပြတ်ပြီးအချင်းလုံးလို့ရတဲ့ quantity 180ဆိုပြီးတော့ရရှိသွားမှာပဲဖြစ်ပါတယ်။ပြောရမယ်ဆိုဒီအတက်အောင်တိုက်တဲ့ event ကဒီ share နတ်သက် event တို့ဘာတို့ထက်ကိုအများကြီးတန်တယ်လို့ပြောလို့ရတယ်ဗျာတိလား။ကဲအခုလောလောဆယ်တော့ event ရဲ့ shop ထဲမှာ brother တို့မြင်တွေ့နေရတဲ့အတိုင်းပဲအတက်အောင်တိုက်တဲ့ skin တကောင်ကို quant 1200နဲ့အချင်းလုံးလို့ရမှာဖြစ်ပါတယ်။ကျန်တာတွေကတော့ကျွန်တော်တို့ဒီ tag effort တို့ကျွန်တော်တို့ animation effort တို့ email လေးတွေကိုလည်းဒီ shop ထဲမှာလာပြီးတော့ exchange လုပ်လို့ရမှာဖြစ်ပါတယ်။သူ့အနေနဲ့ event ရဲ့ price ပူတယ်ရော event ရဲ့ exchange short ထဲမှာဘာမှတိတ်ထွထွတူအများကြီးမပါလာဘူးကျွန်တော်တို့ပုံမှန် event နေလာနေကြအတိုင်းလေးပဲပေါ့နော်။ So mobile legend လေးမှာလည်း event ကဒီလိုတန်တဲ့ event မျိုးကပျောက်သွားတာကကျွန်တော် metro zero ပြီးတဲ့ကပျောက်သွားတာဆိုတော့အခုနောက်ပိုင်း event တွေကတိတ်ကုန်ရတာမတန်တယ်လို့တော့ခံစားရတယ်။ဒါပေမဲ့အခုတော့ဒီအတန်းအတိုင်းတဲ့ event ကပြန်လာတော့မှာဖြစ်ပါတယ်။ ဆိုတော့ဒီ event ကဘယ်တော့လောက်ပြန်လာမလဲဆိုရင်တော့ကျွန်တော်အနေနဲ့အတိအကျပြောဖို့တော့ခက်တယ်ဒါပေမဲ့ event ကကျွန်တော်တို့ဒီ17လပိုင်းရဲ့၃ပတ်မြောက်အကျော်လောက်မှာတော့လာမယ်လို့တော့ကျွန်တော်အနေနဲ့တင်ပြချပါတယ်အဲ့ထက်နောက်ကျရင်လည်းနောက်ကျလိမ့်မယ်ဘာလို့လဲဆိုတော့ attack on titan skin ၃កောင်လုံးကိုမို့တွန်းက revamp ပြန်လုပ်ပေးတာလို့ပေါ့နော်အော်ဒါနဲ့ကျွန်တော်မိနေတာဂုံးစင်းမေးသူတွေအတွက်အရေးကြီးဆုံးကပါလဲဆိုတော့ freedom နေ freedom ရင်ကဘယ်နှခါလာမှာလဲဆိုတော့ fate 1 fate 2ကျွန်တော်တို့လက်ခလာမှာဖြစ်ပါတယ်ဖေ1မှာ diamond 150 1050 3နဲ့ mission ကိုဖြီးရမယ် fate 2 မှလည်း150တင်153တဲ့မရှင်ကိုပြည်မယ်ဆိုစွတ်စွတ်ပါ free တုံငင်ကဖေ1 plus fit 2ကိုစွတ်စွတ်ပေါင်း58ကတတိအောင်ရရှိသွားမှာပဲဖြစ်ပါတယ်ပို့ပြီးတော့လမ်းနာတစ်ခုပြောပါဆိုလို့ရှိရင်ဒီ event ရဲ့ draw တွေကတိတ်ပြီးတော့ဈေးမကြီးဘူးဈေးမကြီးတဲ့အပြင်ကမှနေစဉ် short သေးကလည်းပေးထားသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့နေစဉ် short သေးနဲ့ free တုံငင်ကတာပေါင်းပြီးတော့လှည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကအတောင့်တိုက်တဲ့ skin တကောင်ကိုအသာလေးနဲ့ကိုဂုံးဆင်းလို့ရမှာပဲဖြစ်ပါတယ်ကောင်းကြီးတို့ရေဆိုတော့ once you ready ဒီနေ့ဒီ video လေးကတော့ဒီလောက်ပါပဲ video လေးကိုအဆုံးထိလိုက်ကြည့်ပေးကြရ 你讲只有二楼没手机，别急，提包，你朋友在话地呀。